မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August လ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာ ဘကိုးတိုင်းတောင်ကုန်းမြို့ကိုရောက်ရှိနေပြီးတော့၎င်းရဲ့ခရီးစဉ်ဟာလုံခြုံရေးတွေအထူးတက်ကြထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်ပိုင်းမှာအချမ်းဘတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာတောင်ကုန်းမြို့ကိုရောက်ရှိလာပြီးတော့တမျိုးလုံးမှာဂျမ်းမာများပတ်ပတ်လဲချထားတယ်လို့သိရပါတယ်တောင်ကုန်းမြို့နဲ့မြို့ပြင်မှာစစ်အင်အားရာချီပြီးတော့ချထားပြီးအထူးလုံခြုံရေးများနဲ့တောင်ကုန်းမြို့ကိုလာရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မင်းအောင်လှိုင်ကမနက်7နာရီလောက်ကတောင်ကုန်းကိုရောက်တယ်ဩဂတ်စ20ရက်နေ့ကတောင်ကုန်းလေတပ်ကိုရှော့တိုက်တုံးနဲ့ပစ်တယ်ဩဂတ်စ22ရက်နေ့မှာစီပင်ယုံတရက်ဆက်ယုံနဲ့ရင်ထိန်အင်အားမှာမိုင်းကွဲတယ်အဲ့ဒါကြောင့်မဟာလ လာတဲ့အချိန်မှာတမျိုးလုံးလုံခြုံရေးတွေတင်းကျပ်ထားတာလို့ဒေတာသတင်းအေးမြစ်ကပြောဆိုထားပါတယ်။မင်းအောင်လှိုင်ရဲ့တောင်ကူခရီးစဉ်ဟာအနီးကပ်ပြင်ဆင်သွားတဲ့ခရီးစဉ်ဖြစ်ပြီးတော့တရက်မျှသာကြိုတင်အသိပေးခဲ့တယ်လို့ဌာနဆိုင်ရာဝန်ထမ်းသတင်းအေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတောင်ငူလေးတဲ့စခန်းကိုရှော့တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာလေးတဲ့စစ်အရာရှိ2ဦးသေဆုံးပြီး6ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ20ရက်နေ့ည7:56မိနစ်အချိန်မှာတောင်ငူမြို့မှာရှိတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့တောင်ငူလေးတဲ့စခန်းအတွင်းကိုတရခွန်မမရှော့တိုက်ဒုံးခွန်နှလုံးကိုပြစ်ခတ်တိုက်ခိုက်ရာလေးလုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့သိရပါရယ်။ရှော့တိုက်ဒုံးနဲ့ပြစ်ခတ်မှုကြောင့်လေးတဲ့ကစစ်အရာရှိ2ဦးသေဆုံးပြီးအခြားအစ်6ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါရယ်။ပြစ်လိုက်တဲ့ရှော့တိုက်ဒုံးကလေးတဲ့စစ်တွေနေတဲ့ ရိုက်ပေါ်ကိုကြပြီးတော့ပောက်ကွဲသွားတယ်အရာရှိနဲ့အခြားစစ်တီအများအများတေဆုံးဒဏ်ရာရတာတွေရှိတယ်အဲ့ဒီတဲကမှစစ်အရာရှိနှောက်ဦးတေဆုံးပြီးအခြားစစ်တီ6ဦးဒဏ်ရာအပြေးခံရရှိခဲ့တယ်လို့ကဏ္ဍဦးစုံစမ်းသိရှိရပါတယ်နောက်ထပ်သိရှိချက်အရာထိမှန်တဲ့နေရာတွေကမှအခြားအဆောင်တွေလည်းထိမှန်တယ်ထိမှန်တဲ့အထဲမှာဘာရိုက်ပါဝင်ပြီးတော့လေတဲ့ကတပ်သားတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Mountain Knight Civilian Defense Force MKCDF ကတာဝန်ရှိသူကဆက်လက်ရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Mountain Knight Civilian Defense Force MKCDF အဖွဲ့ဟာ Brave Warriors for Myanmar BWM အဖွဲ့ရဲ့စီမံမှုနဲ့ Mercury Revolution Force MRF အဖွဲ့တန်တော်မြောက်ပိုင်းအထုဒေသအဖွဲ့စစ်ဒေသ32ပါတီရဲဘော်များအဖွဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တောင်ကိုလေတပ်ဟာကရင်ဒီဒေသကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ပြည်သူများနဲ့တော်လိုင်းအင်အားစုများကိုလေကြောင်းကနေတိုက်ခိုက်ရမှာအဓိကအသုံးပြုတဲ့လေတပ်စခန်းဖြစ်တယ်လို့သိရပါတယ်။ယခုအချိန်မှာတော်လိုင်းရေးမှာပါဝင်တဲ့အဖွဲ့အားလုံးစစ်ရှုံးကောင်စီကိုကြားရနေရာကနေတွန်းလှန်ပါဝင်ကြရမယ်အချိန်ဖြစ်တဲ့အတွက် MKCDF အဖွဲ့အနေနဲ့နိုင်ငံတော်မှာရှိတဲ့တော်လိုင်းညီကုံမောင်တို့မှများတဲ့အတူတော်လိုင်းရေးမှာပါဝင်အားဖြည့်သောအပြင်တောင်ကူလေဒါစခန်းကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MKCDF ကအသိပေးထားပါတယ်။တောင်ကူလေဒါစခန်းကိုအောင်မြင်စွာဖော်ဆောင်ရန်စနစ်တကျစီမံပေးတဲ့ BWM အဖွဲ့နဲ့အခမ်းအနားအသီးသီးကနေကူညီကြတဲ့မြေပြင်တော်လှန်ရေးမဟာမိတ်အဖွဲ့များအားလုံးကို MKCDF အဖွဲ့ကကျေးဇူးတင်ရှိပါကြောင်းပြောဆိုထားပါတယ်။ဒါ့အပြင် မရှင်အတွက်လိုအပ်တဲ့အသေးစိတ်သတင်းအချက်အလက်တွေကိုပေးပို့တဲ့တောင်ငူလေတပ်ကတာဝန်သိစစ်ကောင်စီတပ်သားများကိုလည်းကျေးဇူးတင်ရှိပါကြောင်းပြောဆိုထားပါတယ်။မြို့ပြခြေတက် MKCDF အဖြစ်နဲ့ရှေ့ဆက်ပြီးမရှင်များကိုဖော်ဆောင်နေရန်ပြည်သူများကဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ကိုဆက်လက်တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တောင်ပိုင်းကျိန်နလီမြို့ကစစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကိုအေအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ရခိုင်ပြည်နယ်တောင်ပိုင်းဂွားမြို့နယ်မိုင်60ခန့်ကွာဝေးတဲ့ကျိန်နလီမြို့ကစစ်ကောင်စီတပ်စခန်းတွေကိုအရခတ်တပ်တော်အေအေကဩဂတ်လ12ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီစခန်းနှစ်ခုကိုစတင်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ကျိန်နလီမြို့ကအမှတ်1နဲ့အမှတ်3ရပ်ကွက်မှာအထိုင်ချထားတဲ့စစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကိုအေအေကသိမ်းပိုက်ခဲ့ပြီးတော့ဆက်လက်ထိုးစစ်ဆင်နေတယ်လို့လည်းသိရပါတယ်။ ကျိန်နလီမှာတိုက်ပွဲတွေပြင်းထန်နေလို့ဂွမ်းမြို့ကိုစစ်မီးကူးဆက်လာမှာကိုစိုးရိမ်နေတဲ့ဒေသခံတွေဟာ AR တိုင်းကရေကြီးကြုံပြောနေငတိုင်းကြောင်ဆတဲ့မြို့တွေနဲ့ရန်ကုန်မြို့တွေကိုထွက်ပြေးတိမ်းရှောင်မှုတွေရှိနေတယ်လို့သိရပါတယ်။2014ခုနှစ်သကောင်စီရဲ့အရာဂွမ်းမြို့မှာနေထိုင်သူလူဦးရေတပ်ပေါင်းခန့်ရှိတာကြောင့်လက်ရှိမြို့ပေါ်မှာလူဦးရေတဝက်ခန့်ပဲကျန်ရှိတော့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းဒဝယ်မြို့နယ်ဖျားမဲစစ်စေးရေးဂိတ်ကအချမ်းဘတ်စစ်သားများကိုနှစ်ရက်ဆက်တိုက်စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သားနောက်ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ19ရက်နေ့နဲ့ဩဂတ်လ20ရက်နေ့မှာညနေ9နာရီဝန်းကျင်မှာဒဝယ်မြို့နယ်ဖျားမဲစစ်စေးရေးဂိတ်မှာရှိတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားများကိုစနိုက်ပါနဲ့ခြောက်မြောက်ပစ်ခတ်တိုက်ခိုက်ရာအချမ်းဘတ်စစ်သားနောက်ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်စေးရေးဂိတ်ဟာပြည်သူများကိုနီလာမျိုးစုံနဲ့ဖမ်းဆီးစက်ကြီးကောက် ချင်းချောင်းနေတဲ့ဂိတ်တစ်ခုဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရေပြူပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF နဲ့ဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNA တွေကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်စစ်ရေးများကိုအရှိန်ဟုန်တိုးမြှင့်ပြီးတော့ဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စစ်ရေးအထူးအသည့်သတိပြုသွားလာနေထိုင်ကြရန်ရေပြူပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF ကထုတ်ပြန်ထားပါတယ်။အလားတူပဲတနင်္သာရီတိုင်းလောင်လုံးမြို့နယ်ကြောင်းဒီမော်ကျေးရွာမှာရှိတဲ့ပြူစောထီးများစုဝေးရာနေရာများကိုအလေးအငိုက်ဝင်ရောက်တိုက်ခိုက်ရာပြူစောထီးအမျိုးသမီးတို့ပေဆုံးခဲ့ကြ ောင်းလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ထံကသိရှိရပါတယ်။ဩဂတ်စ်လ22ရက်နေ့မနက်10:00နာရီအချိန်မှာလောင်းလုံးမြို့နယ်ကြောင်းတီမော်ရွာမှာရှိတဲ့ပြူစောထီများစုဝေးနေတဲ့နေအိမ်တစ်လုံးကိုအလေးအငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာကြောင်းတီမော်ပြူစောထီခေါင်းဆောင်တန်းဆိုးအပါအဝင်ပြူစောထီများထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဒုတိယပြစ်မှတ်ဖြစ်တဲ့ပြူစောထီကျယ်ပြူရဲ့နေအိမ်ကိုဖမ်းမှန်ဝိုင်းခဲ့ရာမှာ ပြူစောတိများကနေအိမ်ပေါ်ကနေခုံချကပြန်လဲပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတော့အပြန်အလှန်တိုက်ပွဲမိနစ်အနည်းငယ်ကြာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ပြူစောတိများဟာရေထဲကိုခုံချကူးခတ်ကတဖက်ကန်းကိုထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပြူစောတိအဖွဲ့ဝင်အမျိုးသမီးတအုပ်တေဆုံးက ပြူစောတိကျေပြူရဲ့နေအိမ်ကိုမီးရှို့ဖျက်ဆီးလိုက်တယ်လို့သိရပါဗျ။ပြူစောတိကျေပြူဟာရုံမှာရိုင်းဆိုင်သူတအုပ်ဖြစ်ပြီးလောင်လုံးမျိုးနဲ့ညောပြင်ရွာကိုစစ်ကြောင်းထုတ်ရမှာဖိတ်ဆုံးကနေပောင်ဝင်ခဲ့တဲ့သူဖြစ်တယ်လို့သိရပါဗျ။၎င်းရဲ့အမျိုးသမီးဖြစ်သူဟာလည်းစစ်ကောင်စီရဲ့အမာခံတောက်တိုင်ဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးဝင်ရောက်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကလက်နက်ကြီး၄လုံးပြက်ခတ်ခဲ့ရာတော်လိုင်းတပ်ဖွဲ့ဝင်များအနီးကျရောက်ပောက်ကွဲခဲ့တော့လဲရဲဘော်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုလောင်လုံးမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖကလက်ပြတက်စုဂလုံတက်စု ကင်းမီကောက်ယောက်ျားတက်စုတို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာစီပင်ထွေးအုပ်မိသားအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများစစ်တင်တက်ရောက်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဩဂတ်လဇန်ပိုင်းကစတင်ပြီးတော့ဝန်ကြီးဌာနဆိုင်ရာရုံးများကရွေးချယ်ခံရတဲ့နန်းစီတရံဝန်ထမ်းတချို့ဟာအခြားသောပြူစောတိများနဲ့အတူစစ်တင်တက်ရောက်နေရခြင်းဖြစ်တယ်လို့သိရပါတယ်။ဝန်ထမ်းများကိုတီးတန့်စစ်တင်တန်းပေးခြင်းမဟုတ်ဘဲနဲ့ပြူစောတိများနဲ့အတူပြစ်ခတ်မှုစစ်တင်တန်းများတက်ရောက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ဟုတ်တယ်။အမျိုးသားဝန်ထမ်းတွေစစ်တင်တန်းအတုတ်လိုက်ခွဲပြီးတော့တက်နေရတယ်။တက်ပြီးရင်ကိုယ်ဌာနကိုပြန်ရမှာလားမရလားတော့ ိရသေးဘူးလို့မန္တလေးကစစ်တပ်နဲ့တက်ရောက်နေရတဲ့ဝန်ထမ်းတအုပ်ကရှင်းပြထားပါတယ်။ဒါအပြင်မန္တလေးမြို့ပေါ်မှာလည်းလူငယ်များအနေနဲ့လစဉ်ဖွင့်လှစ်နေတဲ့စစ်မှုထမ်းတင်တန်းကိုတက်ရောက်ရန်မဖြစ်မနေစိတ်ခေါ်မှုများရှိနေပြီးတော့မန္တလေးတိုင်းအတွင်းမှာရှိတဲ့ခြေရွာများနဲ့မြို့ပေါ်ရပ်ကွက်တချို့မှာလူကြီးနဲ့လူငယ်မရွေးစင့်ခေါ်ပြီးတော့စစ်တပ်နဲ့များတက်ရောက်ခိုင်းနေပြီးရပ်ကွက်နဲ့အုပ်ချုပ်ရေးအဖွဲ့များကစင့်ခေါ်ဖိအားပေးနေတယ်လို့သိရပါတယ်။အသက်35နှစ်အောက်ဆိုရင်လစဉ်စစ်မှုထမ်းတင်တန်းသွားရမယ်ပြောတဲ့အသက်36နှစ်နဲ့အထက်ကနေအသက်60နှစ်အထိအမျိုးသားတွေဆိုရင် ပြည်သူစစ်တင်တန်းတိုက်ရမယ်လို့ပြောတယ်လို့ပြည်ကြီးတကောင်မြို့နယ်ကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်လက်ရှိမှာအချက်မဲ့စစ်ကောင်စီကနိုင်ငံတော်ဝန်မှစစ်သားတဲ့စုဆောင်းရန်အတွက်ပေါ်တာဆွဲဖမ်းဆီးမှုများကိုအရှိန်ဟုန်မြင့်တင်ပြီးတော့ဆောင်ရွက်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းဒီပဲရဲမြို့နယ်မှာစစ်ဆောင်ပြည်သူများနေထိုင်တဲ့ငကားတွင်းရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့အကြောင်းမဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်ပြည်သူနှအုပ်ဒဏ်ရာရရှိပြီးတော့နေအိမ်၅လုံးပျက်စီးကစစ်ဆောင်များထပ်မံထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ23ရက်နေ့ည10:30မိနစ်ခန့်မှာဒီပဲရဲမြို့နယ်အနောက်ဘက်ချမ်းကစစ်ဆောင်ပြည်သူများနေထိုင်တဲ့ငကားတွင်းကြီးရွာကိုအကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြောင်းမဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်၄ချောင်းတိုက်ခတ်မှုကြောင့်နဂါးတွင်းရွာမှာရောက်ရှိနေတဲ့စစ်ဆောင်ပြည်သူအမျိုးသမီးတဦးနဲ့အမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်အဆောက်အဦငါးလုံးကျော်ပျက်စီးကာစာတင်ကျောင်းအုပ်တိုင်းတစ်ခုလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။အဲ့ဒီကစစ်ဆောင်တွေနောက်တနေရာကိုထပ်မံပြောင်းရွှေ့နေကြရတာပေါ့။ ဒဏ်ရာရသူအခြေအနေကိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်နေသေးပါဖက်စစ်စစ်တပ်ဆိုတော့အကြမ်းဖက်ရက်ဆက်ခြင်းကသူတို့ရဲ့အကျင့်ပဲလေအမြင့်ပြတ်သွားမှပြည်သူတွေအေးချမ်းမယ်လို့ဒီပဲရဲ့မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူများဆက်လက်မနေရတော့ပဲမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကပြည်သူများကိုဘေးလွရာနေရာကိုနေထိုင်နိုင်ဖို့အတွက်ချိတ်ဆက်စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကြာရင်စိတ်ကြီးမြို့နယ်အခြေစိုက်ခလာရ32ကတပ်သားဇင်မင်းအောင်ဟာလက်နက်ခဲယမ်းများနဲ့တကွာ KNU ထမ်းမှပူးပွဲမှုကြောင့်စစ်ကောင်စီကိုပြလဲတော်လှန်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ19ရက်နေ့ကြာရင်စိတ်ကြီးမြို့အခြေစိုက်အာနာသိစစ်ကောင်စီရဲ့လက်အောက်ခံတပ်ခလာရ32တိုင်ရင်ကအသက်22နှစ်အရွယ်တပ်သားဇင်မင်းအောင်ဟာ MA1 တလက်ကြီပေါက်၈ခုကြီတောက်206တောက်အီနာကဘုံဒီတလုံး equipment တစ်စုံလုံးနဲ့အတူ KN အမျိုးသားလုံးမြောက်ရေးတပ်မတော် KNL တပ်မဟာ6တိုင်ရင်း18ထံကိုလက်နက်ချပူးပေါင်းလာတယ်လို့သိရပါတယ် KNU ထံကိုလက်နက်ခဲယမ်းများနဲ့အတူလာရောက်ပူးပေါင်းခဲ့ပြီးတော့တော်လှန်ပူးပေါင်းတပ်ဖွဲ့များနဲ့အတူအာနာသိအကြမ်းဖက်စစ်ကောင်စီတပ်ကိုပြန်လည်တော်လှန်မဲ့အဲ့ဒီတပ်သားဇင်မင်းအောင်အား KNU ဒူပလာရခရိုင် KN အမျိုးသားလုံးမြောက်ရေးတပ်မတော် KNL တပ်မဟာ6ကတတ်မှတ်ထားတဲ့ထောက်ပံ့မှုပမာဏအတိုင်းထောက်ပံ့ကူညီပေးခဲ့ပြီးတော့၎င်းရဲ့ဘဝရှင်ရေးအတွက်ကူညီဆောင်ရွက်စီစဉ်ပေးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။